မင်္ဂလာပါရှင်အခုအကြောင်းအရာလေးကတော့စနစ်တည်မြမစာကိုအဲစနစ်တကြမေမေတွေတည်အောင်လို့ပေါ့နော်အဲမေမေတွေဖြစ်ဖြစ်အတော်တွေဖြစ်ဖြစ်ကိုယ့်ရဲ့သားသမီးလေးတွေဒူဒူမလေးတွေကိုပြန်လဲတင် जा တဲ့အခါမှာအသုံးဝင်စေဖို့အတွဲကျွန်မပြန်လဲမျှဝေခြင်းဖြစ်ပါတယ်အဓိကကတော့တင် जा ရေးဆရာဆရာမတွေထက်အဲကလေးနဲ့အနီးဆက်ဆုံးနေတဲ့ အဲဖေဖေမေမေတွေဥဥတော်တော်တွေသိရှိဖို့အတွက်ပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်ဘလူမျှဝေပေးမှလဲဆိုရင်ကျမတို့စနစ်တင်ကြာနီးရဲ့အတန်ထွက်နီးနဲ့တင်ကြာနီးကို အတန်ထွက်နီးနဲ့တင်ကြာနီးကိုပြန်လဲမျှဝေပေးမှဖြစ်ပါတယ်အခုတန်ထွက်နီးနဲ့အဲကလေးတွေကိုတင်ကြားတဲ့အခါမှာဘလူတင်ရမှလဲအဓိကကအေးအဓိကကဘလူတင်ကြားရမှလဲဆိုရင်ဘီးအမီကိုမဆိုးရဘူး ဥပမာကာကြီးခါခွေကားငယ်ကာကြီးငါတဲ့ဆိုတဲ့ဘီးအမိကိုမဆိုးရပဲနဲ့ကာကြီးခါဝေကားငယ်ငါဆိုတဲ့ဘီးရဲ့မှာအတန်နဲ့ဆိုရမှာ ဖြစ်ပါတယ်ဥပမာကဘီးကာကြီးဘီးရဲ့အတန်ကကခါခွေဘီးရဲ့အတန်ကခကားငယ်ဘီးရဲ့အတန်ကကငါဘီးရဲ့အတန်ကငါအဲ့ဒီဘီးတန်နေနဲ့အတူ ကျမတို့က တရတန်တွေကိုတေချစွာမှတ်ပြီးတော့ဘီးတန်နဲ့ပေါင်းကအတန်ထွက်ပြီးတော့ဆိုရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျမကပထမတန်းအတွက်ကအရင်ရှေ့ပိုင်းနေမှာမျှဝေထားပြီးဖြစ်တယ်အတန်ထွက်နီးရောစလုံးပေါင်းနီးရောနှစ်မျိုးလုံးမျှဝေထားတာဖြစ်တဲ့အတွက်အခုဆိုရင်ဒုတိယတန်းအတွက်ကိုပြန်လဲမျှဝေသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒုတိယတန်းသင်ခန်းစာလေးကိုစလိုက်ရအောင်ပါနော်ဟုတ်ကဲ့ပါပထမဦးဆုံးအနေနဲ့ဘလုံလုံးဆိုရင် အေးအေးအေးအသက်မှာဘာလဲဆိုရင်ငါတက်ငါတက်အောက်ကမြင်ငါတက်ဝိစာနှလုံးပေါ့ဘယ်တနည်းပြောရရင်ငါတန်ငါတက်အောက်ကမြင်ငါတက်ဝိစာနှလုံးပေါ့ဆိုတဲ့အသက်ပါအဲဒါဆိုရင်ငါတက်ကိုမြင်လိုက်တာ ਨੇ တပြိုင်နဲ့ထဲအင်းလို့ကျမတို့ကအတန်ထွက်ပါမယ်ငါတက်ကိုမြင်လိုက်တာ ਨੇ အင်းလို့အတန်ထွက်ပါမယ်နောက်ငါတက်အောက်ကမြင်ကိုမြင်လိုက်တာ ਨੇ တပြိုင်နဲ့ထဲ အင်းဆိုတဲ့အတန်ကိုထွက်ပါမယ်အင်းဆိုတဲ့အတန်ကိုထွက်ပါမယ်နောက်ငါတက်ဝစ္စနှလုံးပေါက်ကိုမြင်လိုက်တာနဲ့တပြိုင်နက်တည်းကျမတို့ကအင်းဆိုတဲ့အတန်ကို ထွက်ပါမယ်အင်းဆိုတဲ့အတန်ကို ထွက်ပါမယ်ဒါဆိုရင်ငါတက်ဆိုရင်အင်းငါတက်အောက်ကမြစ်ဆိုရင်အင်းငါတက်ဝစ္စနှလုံးပေါက်ဆိုရင်အင်းဆိုတဲ့အတန်ကိုထွက်မှာဖြစ်ပါတယ်ဒါဆိုရင်အဲကျမတို့သင်ခန်းစာလေးကို စားလိုက်ရအောင်ပါနော် အဲပထမဦးဆုံးအနေနဲ့ကျမတို့ဒီနေရာမှာဘာကိုအစားထိုးထားလဲဆိုရင်စလိန်ကြီးကိုအစားထိုးထားပါတယ်ဟုတ်ပြီစလိန်စလိန်ရဲ့အတန်ကဘာလဲစစလိန်ရဲ့အတန်ကစအဲ့ဒီစကိုဘာအတန်နဲ့ပေါင်းမှာလဲငါတက်ဆိုတဲ့အတန်အတန်နဲ့ပေါင်းမှာပါဒါဆိုရင်ငါတက်ရဲ့အတန်ကဘာလို့ပြောခဲ့လဲအင်းလို့ထွက်ရမယ်ဆိုတော့ကြတော့စအင်းစင်အဲစင်စ အင်းစင်းလို့ကျမတို့အတန်ထွက်နည်းနဲ့ဆိုမှာပါဟုတ်ကဲ့ပါဒါဆိုရင်စင်ပြီးတဲ့အခါမှာဒါဆိုရင်ဒီပုံလေးရပါပုံလေးလဲဆိုသူတို့ကိုမေးလိုက်မယ်သူတို့ကရေအိုးစင်းလို့ဆိုတိတဲ့ကလေးလေးတွေရှိတယ်မတိတဲ့ကလေးလေးတွေလည်းရှိတယ်ဒါဆိုရင်ဒါလေးကရေအိုးစင်းလေးဟုတ်ပြီဒါဆိုရင် အတန်ထွက်နည်းနဲ့ဘလို့ဆိုမလဲရေအိုးစင်းဆိုတော့ကြာဟုတ်ပြီနော် ရေအိုးစင်းဆိုတာဘာနဲ့ဘာနဲ့ရာကောက်ဆိုတဲ့ဘီးနဲ့ အေးဆိုတဲ့တရားနဲ့တွဲထားတာဖြစ်ပါတယ်။ဒါဆိုရင်ရကောက်ရဲ့အတန်ကရရတဝေထိုးကိုမြင်လိုက်တာနဲ့သူ့ရဲ့တရားတန်ကအေးဒါဆိုရင်ရအေးရေရအေးရေလို့အတန်ထွဲရပါမယ်။ရအေးရေလို့အတန်ထွဲရပါမယ်။နောက်တစ်ခုအိုးအိုးဆိုတာကလုံးကြီးတစ်ချောင်းကဝစ်စာနှလုံးပေါက်ဆိုတဲ့တရားလေးလုံးကြီးတစ်ချောင်းက ဝိစာနှလုံးပေါက်ဆိုတဲ့အဲတရာလေးပါအဲ့ဒီတရာလေးကိုမြင်လိုက်တာ ਨੇ အိုးလို့အတန်ထွက်ပါမယ်ဒါကြောင့်အိုးအိုးဆိုပြီးတော့အတန်ထွက်ပါတယ်အိုးအိုးအဲနောက်တစ်ခုစင်းဆိုတာလေးကဘယ်လိုလာမလဲစအင်းစင်းရဲ့စာင်စင်ဒါကြောင့်မလို့ရေအိုးစင်ကိုအတန်ထွက်ဖတ်တဲ့အခါမှာရအေရေအအိုးအိုး စအင်စင်ရေအိုးစင်ဆိုပြီးတော့ရေအိုးစင်ကိုအတန်ထွင်းနည်းနဲ့ရုတ်ဖတ်ရပါတယ်ဒါဆိုရင်ရမယ်နော်နောက်ထပ်သစင်ဒါလေးကဘာပန်းလေးလဲသစင်ပန်းလေးဟုတ်ပြီသစင်ဆိုရင်တို့ကဘယ်လိုဖတ်မလဲတရေစင်ရပါတယ်ဒါဆိုတပြီးရတော့တအာတတအာတဇဂွဲဆိုတဲ့ဘီးအမီကိုလုံးဝမထွက်ပါဘူးဇဂွဲရဲ့အတန်ကဇ ဒါကြောင့်မလို့ဇဇအင်းဇင်းလို့ထွက်ရပါမယ်။ဒါကြောင့်တအတဇအင်းဇင်းဒဇင်းလို့ကျမတို့အသက်ထွက်နည်းနဲ့စလုံးပေါင်းရပါမယ်။ဒါဆိုရင်ဒါလေးတွေကိုပြန်ပြီးတော့ပေါင်းလိုက်တဲ့အခါမှာဘယ်လိုပြန်ပေါင်းမလဲ။အဲကျမတစ်ခေါက်ပြန်ပေါင်းပြပါမယ်နော်။ဘယ်လိုပြန်ပေါင်းမလဲဆိုရင် ရအေရေအိုအိုစအင်စင်ရေအိုးစင်လို့ပြောရပါမယ်။အစဉ်ကိုဘလို့အတန်ထွန်းနည်းနဲ့ပေါင်းမလဲဆိုရင်တအာတစအင်စင်ဒစင်အဲဟုတ်ကဲ့ပါ။ဒါဆိုရင်ဒါဆိုရင်နောက်ထပ်တစ်ခုဆက်သွားပါမယ်။အဲနောက်ထပ်တစ်ခုကဘာလဲဆိုရင်ပုံလေးကိုကြည့်ရအောင်။ဟုတ်ပြီပုံလေးကိုကြည့်လိုက်တဲ့အခါမှာကိုကနေတခြားလူကိုထိုးနေတယ်။ဒါဆိုရင်တခြားလူကိုကိုကထိုးပြောရင်ဘလို့ပြောမလဲ။ အဲယူယူဆိုတာတင်းလို့နင်းလို့ပြောတယ်လို့ပဲနာနာငယ်လေးကိုတွေးတယ်ဒါဆိုနာငယ်ရဲ့အတန်ကနာနာအင်းနင်းနာအင်းနင်းနာအင်းနင်းဆိုပြီးတော့အတန်ထွက်နည်းနဲ့ဖတ်ရပါမယ်နောက်ဟုတ်ပြီနာအင်းနင်းပြီးတော့ဟုတ်ပြီဒီမှာဘာကောင်လေးလဲကြည့်ရအောင်ဟုတ်ပြီရင်ကောင်လေးဟုတ်ပြီအဲ့ဒီရင်ကိုဘယ်လိုပေါင်းမလဲရရ အရင်ဆိုပြီးတော့စလုံးအတန်ထွယ်နည်းနဲ့ပေါင်းရပါမယ်။ရအင်ရင်ဆိုပြီးတော့အတန်ထွယ်နည်းနဲ့ရွတ်ဆိုပါမယ်။အဲနောက်ထပ်ဒီမှာဆိုရင် ဟုတ်ပြီဒီမှာဆိုရင်ဘာပင်လေးလဲ။ဝါပင်လေးဟုတ်ပြီအဲ့ဒီဝါပင်လေးကိုဘလို့အတန်ထွယ်နည်းနဲ့ဆိုမလဲဆိုရင် ဟုတ်ပြီ ရေးချတရကကျမတို့က G1 မှာပြီးခဲ့ပြီးသားဖြစ်ပါတယ်။ G1 မှာကလေးကတလို့ စနစ်တဲ့မြန်မာစာရဲ့ဂျီဝမ်းမာကရက်တို့ဒီအတန်ထွန်းနီးနဲ့တင်ကြပြီးခဲ့တဲ့ကလေးတွေရင်းနှီးပြီးခဲ့တဲ့ကလေးတွေကဒီဂျီတူးရောက်လာတဲ့အခါမှာတန်းပြီးတော့အလွယ်တကူနဲ့သူတို့ရွတ်ဖတ်သွားနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်ဝါပင်လေးကိုပြန်ပြီးတော့ကျွန်မတို့အတန်ထွန်းနီးနဲ့ရွတ်ဆိုကြည့်ရအောင်ပါ။အဲဝါဝါအာဝါဝါအာဝါနောက်တစ်ခုကကြတော့ပအင်ပင် ဝါပင်ဒါကြောင့်ဝါပင်ကိုဘယ်လိုစလုံးပေါင်းမလဲဝါအာဝါပအင်ပင်ဝါပင်အဲဟုတ်ပြီဒါဆိုရင်ဝါပင်မှာအခုသင်္ကန်းစာနဲ့ပတ်သက်တဲ့အင်းအင်းအင်းအသက်နဲ့ပတ်သက်တဲ့စကယ်လုံးကဘယ်စကယ်လုံးလဲဆိုရင်ပင်ဆိုတဲ့စကယ်လုံးဖြစ်ပါတယ်ဆိုပြီးကလေးတွေကိုတခါတည်းလေးမေးလိုက်လို့ရပါတယ်ရှင် ဟုတ်ကဲ့ပါဒါဆိုရင်နောက်ထပ်တစ်ခုဆက်သွားအောင်ပါ ဟုတ်ပြီဒါဆိုရင်ဒီမှာဆိုရင်ဘာလေးရှိမလဲဆိုရင်ဒီမှာဆိုရင် news သတင်းစာလေးရှိမယ်ဟုတ်ပြီအဲ့ဒီသတင်းစာလေးကိုဘလို့ဒီမှာဘလို့ပြောထားလဲသတင်းလို့ပြောထားတယ်သတင်းသတင်းသတင်းကိုဘလို့အတန်ထွက်မလဲတာရဲ့တင်းရဲ့ပါတော့တာအာတာတာအင်းတင်းသတင်းသတင်းကိုဘလို့အတန်ထွက်နည်းနဲ့ရွတ်ဆိုမလဲ ာအတာတာအင်းတင်တရင်ဆိုပြီးရွတ်ဆိုပါမယ်ဟုတ်ကဲ့ပါအဲ့ဒါပြီးတဲ့အခါမှာဘာလေးလာမလဲဆိုရင်အဲ့ဒါပြီးတဲ့အခါမှာကျမတို့ဒီမှာဘာလေးလဲအဲဒါလေးကထင်းနှုံလေးတွေဖြစ်တယ်ထင်းချောင်းလေးတွေဖြစ်တယ်ဆိုတာတာမိမိလေးတို့မေးလိုက်ရောမေးလိုက်ပြီးပြီးအခါမှာအဲ့ဒီထင်းကိုဘလို့အတန်ထွက်နည်းနဲ့ဆိုမလဲထာအင်းထင်းဘလို့အတန်ထွက်နည်းနဲ့ဆိုမလဲထာအင်းထင်းအင်းဆိုတဲ့အတန်နဲ့ပေါင်းလိုက်တော့ ထအင်းထင်းအင်းဆိုတဲ့အသက်နဲ့ပေါင်းထားပါတယ်။ဟုတ်ပြီနောက်ထပ်ဒါဆိုရင်ဒါလေးရောဘာပုံလေးလဲ။အဲဒိုးတွေတာတာမီမီလေးတို့စားတယ်ဒိုးတွေစားတယ်ထမင်းပေါ့။ဟုတ်ပြီထမင်းမှာဘလို့ပါလဲထရဲ့မင်းရဲ့ပါတယ်။ဒါဆိုထရဲ့မင်းရဲ့ကိုတို့ဘလို့ဖတ်မလဲ။ထအားထမအင်းမင်းထမင်းဆိုပြီးတော့ဖတ်ပါမယ်။ထအားထမအင်းမင်းထမင်းဒါဆိုရင်တာအာတာတာအင်းတိတရင် ထင်းကိုပြန်ဖတ်မယ်ဆိုရင်ထအင်းထင်းထမင်းကိုပြန်ဖတ်မယ်ဆိုရင်ထအာထမအေမေထမင်းရမလားရှင်ဒါဆိုရင်ဖေဖေမိမိတို့တတမိမိလေးတို့ကိုအတန်ထွန်းနီးနဲ့သင်ကြားတဲ့အခါမှာအဲအလွယ်တကူဖြစ်မယ်ထင်ပါတယ်နောက်ပြီးတော့အဲ အတန်ထွယ်နီးနဲ့ရွတ်ဆိုနေတဲ့ကလေးတွေတခြားကလေးတွေတွေ့တယ်အတန်ထွယ်နီးနဲ့တင်ကြနေတဲ့ဆရာဆရာမတွေတွေ့နေတယ်ဆိုရင်တောင်မှဘလို့နီးနဲ့တင်နေတာတော့ငါတို့တော့အဲ့လိုမဟုတ်ပါဘူးငါတို့ဟဲတင်တာဟုတ်ကောဟုတ်လားမသိဘူးဆိုပြီးတော့ထင်အောင်ထင်မတွေလည်းမဖြစ်တော့ပါဘူးပေါ့နော် ဟုတ်ကဲ့ဒါဆိုရင်ဆက်ပြီးတော့ကြည့်ရအောင်ပါဟုတ်ပြီအဲဒါဆိုရင်အဲ့ကျမကဒီတစ်ခါဘာကောင်လေးလဲမြင်းကြမယ်ဒီတစ်ခါဘာကောင်လေးလဲဟုတ်တယ်မြင်းလေးဒါဆိုမြင်းကိုတို့ဘလို့ဖတ်မလဲ ဟုတ်ပြီမြတ်မြင်းကိုဆိုရင်ညဘာတက်နဲ့ပေါင်းထားလဲအင်းဆိုတဲ့အတက်နဲ့ပေါင်းထားတယ်ဒါဆိုရင်ညအင်းမြင်းဘယ်လိုဖတ်မလဲညအင်းမြင်းဆိုပြီးတော့အတန်ထွက်ပြီးတော့ရွတ်ဆိုရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင် တို့နောက်ထပ်ဒီမှာဘာပွင့်လေးလဲအဲနှင်းစီပွင့်လေးနှင်းစီပွင့်ကို တို့ဘလို့အတန်ထွက်နည်းနဲ့ဆိုမလဲ နေလို့အတန်ထွက်ပြီးတော့တို့ရွတ်ဆိုမလဲဒါဆိုအတန်ထွက်နည်းနဲ့ရွတ်ဆိုကြည့်ရအောင်လို့ပြောမယ်ဆိုရင်နှင်းစီပွဲမှာနှာနဲ့အင်းအတန်နဲ့ပေါင်းထားတယ်နောက်တစ်ခါစီရကြတော့စနဲ့ဤတဤတရနဲ့ပေါင်းထားတယ်နောက်ပွင့်ကကြတော့ပွားနဲ့အင်းအတန်နဲ့ပေါင်းထားတယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒါလေးတွေတိသွားပြီဆိုရင်အဲအတန်ထွက်နည်းကိုရွတ်အတန်ထွက်နည်းနဲ့ရွတ်ဆိုလို့ရပါပြီအဲ နှာအင်းနင်းစဤစီပအင်းပွင့်နင်းစီပွင့်တစ်ခေါက်ပြန်ပေါင်းပါတစ်ခေါက်ပြန်ဆိုပြပါမယ်ရှင်နှာအင်းနင်းစဤစီပွအင်းပွင့်နင်းစီပွင့်လို့အတန်ထွက်နည်းနဲ့ရွတ်ဆိုလိုက်ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်ထပ်ကဒါပါလေးလေ လေခွင်းလေးဟုတ်ပြီလေခွင်းလေးလေခွင်းကိုတို့ဘလို့စလုံးပေါင်းမလဲလေခွင်းမှာကြတော့လေရယ်ကွင်းရယ်ပါတယ်ဒါဆိုဘလို့လုံးတော့မလဲဟုတ်ပြီလအေလေလအေလေအေအေအေဆိုတဲ့တရနဲ့လေကပေါင်းထားတာအေအေအေဆိုတဲ့တရနဲ့မှာအေကိုပေါင်းတဲ့အခါမှာလအေလေနောက်ကွာကွာအင်းကွင်းလေခွင်း လာအလေကွအင်းကွင်းလေကွင်းဆိုပြီးတော့ကျမတို့ရွတ်ဆိုရမှာဖြစ်ပါတယ်ဒါဆိုရမလားမသိဘူးရှင်ဟုတ်ကဲ့ပါဒါဆိုရင်ညအင်းမြင်းမြအင်းမြင်းနှအင်းနှင်းစအီစီပအင်းပွင့်နှင်းစီပွင့်လာအလေကွအင်းကွင်းလေကွင်းဟုတ်ကဲ့ပါဒါဆိုရင်နောက်ထပ်တစ်ခုဆက်ပြီးတော့ကြည့်ရအောင်ပါရှင် အဲဒီတခါကကျမတို့အင်းအင်းအင်းအတက်နဲ့အင်းအင်းအင်းအတက်နဲ့အတန်ချင်းတူတဲ့အတက်ပါဘာအတက်လဲဆိုရင်အဲညာလေးတက်ပါ အခရာဥမှုဘူးနော်ဒီနေရာမှာအခရာဥနဲ့မမှားပါစေနဲ့ဒီနေရာညာလေးတက်ပါညာလေးတက်အောက်ကမြင့်မှာညာလေးတက်ဝစ္စနှလုံးပေါက်ပါအဲအဲ့လိုပဲညာလေးတက်အောက်ညာလေးတက်ကိုမြင်လိုက်မယ်ဆိုရင်ကျမတို့ကငတ်တက်အတန် အင်းအသက်အင်းအတန်ကို ထွဲရပါမယ်နောက်တစ်ခုညာလေးသက်အောက်ကမြင့်ကိုမြင်လိုက်ပြီဆိုရင်ငါသက်အောက်ကမြင့်ဆိုတဲ့အင်းအတန်ကို ထွဲရပါမယ်နောက်တစ်ခုညာလေးသက်ဝိဆာနှလုံးပေါက်ကို မြင်လိုက်ပြီဆိုရင်ငါသက်ဝိဆာနှလုံးပေါက်အင်းဆိုတဲ့အတန်ကို ထွဲရမှာဖြစ်ပါတယ်ဒါဆိုရင်အတန်ချင်း တူပါတယ်နော်အတန်အတွက်ညာလေးသက်ကိုမြင်လိုက်တာနဲ့အင်းအတန်မှာ ညာလေးတက်အောက်ကမြင့်ကိုမြင်လိုက်တာနဲ့အင်းအတန်မှာညာလေးတက်ဝိဆာနှလုံးပေါက်ကိုမြင်လိုက်တာနဲ့အင်းအတန်ထွက်ရမယ်ဆိုတာကို တခါတည်းတည်တည်ချာချာမှတ်ထားရမှာဖြစ်ပါတယ်။အဲဟုတ်ကဲ့ပါဒါဆိုရင်အဲတိသွားပြီဆိုရင် ကျမတို့နောက်ထပ်တစ်ခု ကြည့်ရအောင်ပါ။ဒီမှာဆိုရင်ဗာလေးပါလေ။အဲပြက်ကရင်လေးပြက်ကရင်လေးဟုတ်ပြီပြက်ကရင်ဆိုတာဘာကိုကြည့်တာလဲ။နေတွေရက်တွေကိုကြည့်တာ တနင်္လာအင်ကာပို့တို့ကြတာတွေတောက်ကြဆိုတဲ့နေအဲ့ဒီနေတွေတို့ကနေစဉ်နေစဉ်တို့တွေကဲမနေဆိုနေစဉ်နေတိုင်းတို့ပုံမှန်အိယာထားတယ် ဟာဝေယဝေစာရေလှုပ်တယ်စားတယ်တောက်တယ်နောက်ပြီးပြန်အိတ်တယ်နောက်နေ့ပြန်ထားတယ်ဟောစားတယ်တောက်တယ်လှုပ်ဆရာရှိတာကြီးလှုပ်တယ်အဲ့လိုမျိုးတွေကအမြဲတမ်းနေ့စဉ်တူပါလှုပ်ဆောင်နေရတဲ့နေ့စဉ်ဆိုတာလေးတွေကိုတာတာမီမီလေးတွေကိုရှင်းပြပြီးတော့နေ့စဉ်ကိုဘယ်လိုစလုံးပေါင်းမလဲဆိုရင်နေ့ဆိုတာကဟုတ်ပြီဒါဆိုရင်နေ့စဉ်ဆိုတာလေးကိုကျမတို့ပြန်ပေါင်းမယ်နေ့စဉ်ဆိုတာက နေ့ရယ်စဉ်ရယ်ပါတယ် နေဆိုတာကတဝေထိုးအောက်ကမြေဆိုတဲ့ပထမတန်းမှာတင်ခဲ့ပြီးတယ်တရာဘီတရာလေးနဲ့ဘီနဲ့တွဲတာပါအဲညာလေးတက်ဆိုတာကတို့အခုမှတင်နေငါတက်အတန်ငါတက်အတန်ထွဲရမှာပါဒါကြောင့်နာနာအေနေစအင်းစင်းနေစင်းနာ ေနေစအင်စင်နေစင်လို့အတန်ထွဲရမှာဖြစ်ပါတယ်။ကဲဒါဆိုရင် နောက်ထပ်တတမီမီလေးတို့ရေဒီပုံလေးကဘာပုံလေးလဲ။ဟုတ်တာပေါ့ဒဇင်ပုံလေး။အဲဒဇင်ကဘလို့နေနေရာမှာသုံးတာလဲသူတို့ကိုမေးမယ်ပေါ့နော်။အဲ့လိုမေးပြီးတဲ့အခါမှာကိုကအမှန်ရအောင်ပြင်လိုက်ပြီးတော့ဒဇင်ကိုဘလို့ဖတ်ရလဲ။ဒဇင်ကိုဘလို့အတန်ထွဲနည်းနဲ့ရွတ်ဆိုမလဲဆိုရင်ဒဇင်မှာကတန်ရင်စင်ရပါပါတယ်။ရေးတော့တန်စင် ဖတ်တော့ဒဇင်းလို့ဖတ်ရမယ်ဆိုတာကိုလည်းသတိပြုပါမယ်နော်ဒါကြောင့်တန်ဆိုတာကအန်တရနဲ့ပေါင်းထားတယ်စင်ဆိုတာကကြတော့အင်းအင်းအတက်နဲ့ပေါင်းထားတယ်အင်းတရအတက်နဲ့ပေါင်းထားတယ်ဒါကြောင့်မလို့ရွတ်ဖတ်တော့မယ်ဆိုရင်တာအန်တန်စအင်းစင်ဆိုပြီးတော့ တန်စင်ရေတော့တန်စင်ဖတ်တော့ဒစင်တအန်တန်စအင်စင်ဒစင်လို့ဖတ်ရပါတယ်လို့တတမိမိလေးတို့ကိုတေချာသင်ပေးရမှာဖြစ်ပါတယ်။နောက်ဒီမှာဆိုရင်ဘာပုံလေးလဲပဇင်းပုံလေးဟုတ်တယ်ပဇင်းကောင်လေးတွေဘဲရာဒီမှာပို့ပြီးတော့များလဲជី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 နဲ့ပေါ့မိုးတွင်းမှာသူတို့ကအမြဲတမ်းမြည်တယ်မိုးရာဒီရောက်ပြီဆိုပြီးပဇင်းတန်တွေပို့ချရတယ်ပြီးဒီပဇင်းမှာဆိုရင်ဘာပါလဲပုရယ်စင်းရယ်ပါတယ် ဟုတ်ပြီရေးတော့ပူစင်ဖတ်တော့ပဇင်းလို့ဖတ်ရတယ်ဆိုတာလေဒီနေရာမှာတတမီမီလေးတို့ကိုတခါတယ်သတိပြုပြီးတော့တေချာမှတ်ဖို့အတွက်ပြောရပါမယ်ဒါဆိုရင်ပုရဲ့ဆင်းရဲပါတယ်ပုဆိုတာကဥဆိုတဲ့တရားနဲ့ပေါင်းထားတယ်ဆင်းဆိုတာကတော့အင်းဆိုတဲ့အတန်နဲ့ပေါင်းထားတယ်ဆိုတာကိုသိပြီးတော့အဲကိုကစလုံးပေါင်းတော့မှာဖြစ်ပါတယ်ပါဥ ပူပူစာအေစင်ပဇင်ပူပူစာအင်စင်ပဇင်ရေတော့အမှန်ဖတ်တော့အတန်းဆိုပြီးတော့တာတာမီမီလေးတို့ကိုပြောပြီးတော့ဒီနေရာမှာအဲစနစ်တကျနဲ့အခြေခံကနေတင်ကြပေးသွားမယ်ဆိုရင်တာတာမီမီလေးတို့ကဓာရီကိုတေချစွာအဲတိသွားပြီး မှတ်သွားနိုင်ပြီဆိုရင်တာတာမီမီလေးတို့ကစားချောင်းလေးတွေဖတ်တဲ့အခါမှာဆိုရင် သူတို့ကစကယ်လုံးလေးတွေစီးပြီးတော့ဖတ်တတ်တဲ့အခါမှာဆိုရင်သူတို့ကတက်ပြီးတော့ဒါတိုင်းဖတ်နိုင်မှာဖြစ်ပါတယ်ရှင်။ဒါကြောင့်အဲအဆင်ပြေမယ်ထင်ပါတယ်နော်။ဒါကြောင့်ဖီဖီမီမီတို့ရေဒီတင်ကြနီလေးအတန်ထွက်တဲ့ရွတ်ဆိုတင်ကြနီလေးကိုအဲအဆင်ပြေမယ်ထင်ပါတယ်။ဖီဖီမီမီတို့အတိသွားလို့အကျိုးရှိတယ်ဆိုရင်လည်း တခြားသူတွေတီအောင် like and share လေးလုပ်ရင်းနဲ့အတူ comment လေးတွေလည်းရေးပေးသွားကြပါဦးနော်။ဟုတ်ကဲ့ပါကျွန်မကတော့အခြေခံသင်ကြားနည်းတွေကိုပြန်လည်မျှဝေပေးနေတယ်။ဒီချက်ခွင့်ကျိုးဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။